တနင်္သာရီတိုင်းဒေသကြီးလောင်းလုံမြို့နယ်ပန်းတင်အင်းကျေးရွာမှာမီးလောင်မှုဖြစ်ပွားခဲ့ရာနေအိမ်ဆက်ရှင်လုံးမီးလောင်ပျက်စီးခဲ့ပြီးလူမှုကွန်ရက်ကဲဆဲရဲ့အဖွဲ့ဝင်တွေအပါအဝင်6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံလူမှုကွန်ရက်ကဲဆဲရဲ့အဖွဲ့ရထံကသိရပါဗျ။ မလ22ရက်မနက်10:00နာရီဝန်းကျင်ခန့်ကအဆိုပါဘန်းတင်အင်ကြီးရွာမှာပေါ်ဆာမီကနေတဆင့်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းနဲ့မီးကူးဆက်လောင်ကျွမ်းမှုကြောင့်နေအိမ်ဆက်ရှင်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းဒေသခံလူမှုကွန်ရက်ကဲစေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါရယ်၎င်းကဆက်လက်ပြီးဒေသခံအမျိုးသမီး3ဦးကမူးလဲလို့ကနအူးပြုစုကုသမှုတွေလှုပ်ဆောင်ပေးခဲ့ရပါရယ်မီးလောင်ကျွမ်းမှုကိုကွန်ရက်နှိမ့်သက်ပေးခဲ့တဲ့လူမှုကွန်ရက်ကဲစေးသမား3ဦးလည်းထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါတယ်လို့ပြောပါရယ်ပန်းတင်အင်ကြီးရွာမီးလောင်ကျွမ်းမှုကိုတဝဲ က်ခရိုင်နဲ့မြို့နယ်မိသက်တပ်ဖွဲ့ဝင်တွေလောင်းလုံးမြို့နယ်ကမိသက်တပ်ဖွဲ့ဝင်တွေဒေသခံလူမှုကွန်ရက်စည်းရေးအဖွဲ့တွေနဲ့ဒေသခံပြည်သူတွေဝိုင်းဝန်းနှိမ့်သက်ခဲ့ရာမော်လဲတနအိခန့်မှာမိငိမ့်သွားခဲ့တယ်လို့သိရပါဗျ။မိလောင်မှုကြောင့်နေ18လုံးမိလောင်ဆုံးရှုံးခဲ့ပြီးမိဘသည့်ပြည်သူတရာခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းနဲ့မိဘသည့်ပြည်သူတွေအတွက်ဒေသခံလူမှုကွန်ရက်စည်းရေးအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးထောက်ပံ့ကူညီလှူဒါန်းနိုင်ကြောင်းသိရပါဗျ။